မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့အာနာပါနာကမ္မထမ်းစတင်အားထုတ်ရာ၌တွေ့ရတတ်သောအခက်အခဲများကြောင့်လည်းပမောက္ခချုပ်เสียရတော့ဘုရားကြီးဒေါက်တာနန္ဒမလာပြီးဝန်တဟောကြားတော်မူတဲ့အာနာပါနာကမ္မထမ်းနဲ့ပတ်သက်ပြီးတည်တည်တဲ့အကြောင်းအရာများဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ဗုဒ္ဓဖျားရှင်ဟောကြားခဲ့တဲ့အာနာပါနကမ္မထံအာထုံဤကိုတင်ပြပြီးဖြစ်ပါတယ် မလေးလာရသေးတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော် channel မှာဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်ဒီနေ့ဗီဒီယိုမှာပထမဆုံးအနေနဲ့တင်ပြပေးမှာကတော့အာနာပါနကမ္မထံအားထုတ်စဉ်တွေ့ကြုံရတတ်တဲ့အခက်အခဲများကို ဖြေရှင်းနိုင်စေဖို့ရည်ရွယ်ပြီးအရှင်အကညဖားအောက်တော်ရရေးသားတဲ့အာနာပါနကမ္မထံစတင်အားထုတ်ရ၌တွေ့ရတတ်သောအခက်အခဲများအကြောင်းမှကောက်နှုတ်ချက်များဖြစ်ပါတယ် တရားစတင်အားထုတ်ခါစားပုဂ္ဂိုလ်များတွေ့ကြုံရတဲ့အခက်အခဲတမျိုးကတော့မျက်စိမိတ်ပြီးစတင်ရှုမှတ်ပြီးဆိုတာနဲ့မကြခင်ပါပဲအာယုံနမိတ်ပုံမျိုးစုံမြင်တော့တာပါပဲမြင်ဘူးရောက်ဘူးတွားဘူးခဲ့တာတွေမိဘညီကိုမောင်နှမဆွေမျိုးသားချင်းတငယ်ချင်းအပေါင်းအသင်းတွေကွယ်လွန်သွားပြီးသူတွေရဲ့ပုံရိပ်တွေတောတောင်ရေမြေရှုခင်းတွေဖျားဆင်းတူတော်စေတီတော်တွေနတ်ပုံတွေမမြင်ဘူးခဲ့တဲ့ပုံစိုးပန်းစိုးတတဝါတွေအလောင်းကောင် အပုတ်ပြက် အယိုးစုတွေစုံနေအောင်ပေါ်လာတတ်မြင်ရတတ်ပါတယ်။တချို့စိတ်အားငယ်တဲ့သူဆိုရင်ဒီလိုပုံရိပ်တွေမြင်တာကိုပဲတကယ်ရှိလို့ထင်ပြီးကြောက်ရင်ကြောက်လာတတ်ပါတယ်။ဝမ်းနေပြီးရှိုက်ကြီးတငင်ငိုကြွေးတတ်ပါသေးတယ်။တကယ်အာယုံအစ်စ်တွေလို့ထင်မှတ်ပြီးလိုက်တွေးနေရင်မိကိုမဆုံမိုးမဆုံဆိုသလိုတစ်မျိုးပြီးတစ်မျိုးနဲ့အတွေ့မဆုံရှိတတ်ပါတယ်။ဒီအာယုံတွေဖန်တီးပြီးစိတ်ကူးနဲ့စီမံကိန်းတွေလုပ်နေတတ်တယ်။ စိတ်နဲ့စကားတွေပြောနေတတ်တယ်။တေချာတတိထားကြည့်ပါ။အာနာပါနအားထုတ်နေပါလေဆိုမှကိုကိုကိုစိတ်နဲ့စကားပြောနေတာအဆအဆုံးပဲခင်ယာမင်ယာတန်ရောစင်ဖွဲလို့အတိတ်ဘဝတွေပြောင်းမြင်နေဆိုတာမျိုးနဲ့ဆွေမျိုးတွေဆက်ပြီးနောက်ဖွဲ့ကြပြန်တယ်။တကယ်တော့ဝိပဿနာပိုင်းရောက်ရင်လက္ခဏာကြီးသုံးနံတင်ပြီးရှုဖြစ်ပြပြရမယ့်ဟာတွေပါပဲ။အခုကသမထပိုင်းမှုတမာတိယချင်းရင်တော့ဒီလိုမြင်တဲ့အာယုံတွေကိုတကယ်မရှိဘူး။ စိတ်ကြောင့်ဖြစ်တဲ့အာယုံနမိတ်ပုံတွေသာဖြစ်တယ်ဆိုတဲ့အသည့်နဲ့ဥပိ္ပခာပြုပြရမယ်။အာနာပါနရှုနေစဉ်တတ်တော်ထင်ရှားဖျားရှင်ကိုရောမြတ်ကြီးယဟန္တာ900နဲ့ကြွလာတဲ့ပုံမြင်တော်မှလက်အုပ်ချီဥချတာမျိုးမျက်စိဖွင့်ကြည့်တာမျိုး မလုပ်လိုက်ပါနဲ့ဒီအချိန်မှာအဲ့ဒီလိုလုပ်ရင်တမာတိပြတ်သွားမယ်ဒီအာယုံကိုလည်းဥပ္ပခာပြုပြီးဘာဝနာအာယုံကို ရှုပွားတဲ့စိတ် ဘဝင်စိတ်တွေခြားပြီးပြန်လွင်စိတ်တွေတလဲစီဖြစ်နေတဲ့အခါမျိုးတွေမှာဒီလိုပုံရိပ်နမိတ်တွေပေါ်များတယ်။ဝင်လေထွက်လေအာယုံပေါ်မှာရှုမှတ်တဲ့စိတ်အရှင်ကောင်းလာပြီးဘဝင်စိတ်ပြန်လွင်စိတ်တွေနဲလာတာနဲ့အမျှပျောက်ကုန်ပါလိမ့်မယ်။စိတ်တွေကြည်လင်လာတာနဲ့အမျှဖြူနေတဲ့ကြည်နေတဲ့အာကာသကောင်းကင်ပြင်လိုအလင်းပြင်လိုမျိုးတွေတွေ့လာနိုင်ပါတယ်။အာနာပါနနမိတ်များဖြစ်တဲ့ဥက္ကာနမိတ် ပြိပါက နမိတ်များလဲပေါ်နိုင်ပါတယ်မပေါ်မတွေ့သေးရင်လဲစက်တာရှုပါချက်ချမ်းတတနဲ့တရားထိုင်နိုင်လာပါလိမ့်မယ်မြင်တဲ့အာယုံတွေနောက်လိုက်ပြီးတွေးနေရင်တော့ရှုမှတ်စိတ်နဲ့ပြန်လွှဲစိတ်တွေပြိပခဖြစ်လို့ခေါင်းကျော်နှဖူးကျော်တွေတင်းပြီးခေါင်းခဲနေတတ်တယ်ဒါကြောင့်တရားထိုင်ချိန်မှာမြင်တဲ့အာယုံနမိတ်အမျိုးမျိုးကိုလိုက်မတွေ့ပဲမူလရှုနေတဲ့ဝင်လေထွက်လေပေါ်မှာဆက်လက်ရှုပါတရားစခန်းမှာဆိုရင် စကားများတဲ့ယောဂီ အပြင်ခဏခဏသွားတဲ့ယောဂီတွေပိုဖြစ်တတ်တယ်။တခါတရံမူလကမ္မထံကိုချက်ချင်းရှုလို့မရပဲဒီလိုအာယုန်နိမိတ်တွေနဲ့ပြန်လွင်တဲ့စိတ်ကတိတ်လွမ်းမှုနေရင် စတုယယက္ခကမ္မထံတစ်ခုခုနဲ့လည်းပွားပြီးကြော်လွှားအောင် လုပ်ရတာမျိုးလည်းရှိတယ်။ဝင်လေထွက်လေပြောင်းနေတတ်တာကလည်းနောက်ပြတ်တနာတစ်ခုဖြစ်ပါလေ။အာနာပါနရှုနေရင်တချို့ယောဂီတွေဝင်လေထွက်လေဟာတိတ်တိတ်မွေပြီးမထင်မရှားဖြစ်လာတာကြောင့် တခြားကမထန်းအာယုံတစ်ခုခုကိုပြောင်းလဲရှုတာမျိုးတချို့ကြတော့ဝင်လေထွက်လေထင်ရှားလာအောင်ပြင်းပြင်းထန်ထန်ကြမ်းကြမ်းတမ်းတမ်းလုပ်တာမျိုးလည်းရှိတတ်ကြပါတယ်။တချို့ပုံကူများမှာလည်းလေကတိတ်တိတ်မွေလာပြီးရက်သွားသလိုဖြစ်လာတာကြောင့်အသက်ရှူရတာအားမရတော့ပဲရင်ထဲမှာကြက်တက်တက်ခံစားလာရတယ်။တချို့ကလည်းဝင်လေထွက်လေကိုခက်ပြင်းပြင်းရှူခဲ့တဲ့အချင်းပါလာတော့ဒီလိုတိမ်မွေးတဲ့လေကို ရှူရတာတမာတိမရဘူး။ ရှုရှဲတန်လေးထွက်ပြီးခက်ပြင်းပြင်းရှူမှပဲတမာတိရတယ်ဆိုပြီးအစွဲတန်ကြပြန်တယ်။အဲ့ဒီလိုအစွဲမထားပါနဲ့အာနာပါနကမ္မထမ်းရဲ့တမထပိုင်းမှာ နောက်ပိုင်းတမာတိတကယ်အကောင်းလာလို့နမိတ်ပေါ်လာရင် ဝင်လေထွက်လေကိုမရှုရတော့ဘူး။အာနာပါနပฏิပါကနမိတ်ကိုပဲအရှုရတော့မှအဲ့ဒီကြရင်ဓာတ်ထက်ကိုချမ်းသာလာတာတွေ့ရလိမ့်မယ်။ဒီလိုတိမ်မွေးတဲ့လေကိုရှုနိုင်အောင်ကြိုးစားရပါမယ်။ တကယ်တမ်းကတော့ဝင်လေထွက်လေတိမ်မွေးလာရတာဟာခန္ဓာကိုယ်ရဲ့တဘာဝအာနာပါနာကမ္မထမ်းရဲ့တဘောတဘာဝဖြစ်ပါတယ်ဒီလိုတိမ်မွေးတဲ့လေကိုရှူရတာခန္ဓာကိုယ်ကအလေးချင်းမဖြစ်သေးလို့ရင်ကျက်တယ်လို့မောတယ်လို့ခံစားရတာဖြစ်ပါတယ်အကျင့်ရလာရင်ဒီလိုတိမ်မွေးနေတဲ့လေကိုရှူနေရတာကပိုကောင်းတယ်ဆိုတာသဘောပေါက်လာလိမ့်မယ်အားကောင်းတဲ့သတိနဲ့နှာသီးဝကစောင့်ရှုနေပါလေထင်ရှားလာပါလိမ့်မယ် လေဝင်လေထွက်ပြန်တွေ့ပြီဆိုရင်မိမိရဲ့ပါဝနာလုပ်ငန်းခွင်ကိုပြန်လုပ်ဖို့ပါပဲတခါတရံမှာဝင်လေထွက်လေလို့ခွဲခြားလို့မရအောင်တလုံးလုံးဖြစ်နေတဲ့လေပဲနာသီးဝါမှာရှိနေတတ်တယ်အဲ့ဒီအခါမျိုးမှာဒါကိုလဲဝင်လေထွက်လေဆိုတဲ့အမတ်တင်ညာနဲ့စိတ်ကိုဧကကရာကြနေအောင်တင်းငယ်တဲ့အပေါက်ထဲကို အချီကျိုးလေးတွင်းတယ်လို့စူးစိုက်အားကောင်းတဲ့တတိနဲ့သာရှုပေးပါတိမ်မွေးတဲ့လေအယုံမှာစိတ်ငြိမ်ကပ်ပြီးနစ်နေတယ်လို့ဖြစ်နေရင် တရားထိုင်ရတာငြိမ်းအေးချမ်းသာပေါ်ပါနေပါလိမ့်မယ်။မလုတ်ခြင်းမဖြုတ်ခြင်းမတော်ခြင်းလောက်အောင်ကောင်းပြီးပြင်ပတန်တွေကိုလည်းဥပက္ခပြုနေနိုင်လာပါလိမ့်မယ်။မုံမြတ်တဲ့စိတ်ကြောင့်ဖြစ်တဲ့စိတ်တစရုပ်တွေတကိုယ်လုံးမှာထုံဝင်းပြန့်နှံ့ပြီးတမာတိကြောင့်ဖြစ်တဲ့ချမ်းသာစွာနေနိုင်ခြင်းအကျိုးကိုခံစားနေရပါလိမ့်မယ်။တမာတိအားကောင်းလေလေခန္ဓာကိုယ်အနေထားကငြိမ်သက်လေလေဖြစ်ပါတယ်။တရားအားထုတ်ပြီးချမ်းသာဒုက္ခမရပဲဖြစ်နေတာဟာနိမလန်မှာအားထုတ်ပုံမှားရင်းနေလို့သာဖြစ်ပါတယ်။ ဒါကြောင့်အဲ့ဒီလိုဖြစ်လာရင်စိတ်မပြတ်ပဲအတွေ့အကြုံရင့်ကျက်ကျွမ်းကျင်တဲ့ဆရာသမားနဲ့တိုင်ပင်ပါကိုလုံးနေတဲ့အမားကိုစင်ကျင်သုံးသက်ပြုပြင်ပြီးစိတ်ကိုတက်တက်တတထားပြီးရှုပွားရပါလိမ့်မယ်ရတုတရားစခန်းမှာတရားအမြန်တိုးတက်ခြင်းပြီးဆန္ဒစောက ရှိသမျှအားရနဲ့လွန်ကဲတဲ့ဝီရိယနဲ့ဝင်လေထွက်လေကိုအားဆိုင်ရှုရင်လည်းမျက်လုံးမျက်ခုံးအောင်တတ်ပါလေအာယုံကိုမျက်စိနဲ့အားဆိုင်ရှုရင်လည်းမျက်လုံးမျက်ခုံးအောင်တတ်ပါလေ ဝင်လေထွက်လေကိုစိတ်နဲ့တတိထားပြီးတည်ရမှာဖြစ်လို့စိတ်နဲ့တည်အောင်ရှုပါမိမိစိတ်ကိုနှာသီးဝနှာခမ်းဖြားမှာပဲထားပြီးလေကိုတည်အောင်ရှုပါနှာခေါင်းရိုးတဝိုက်ပတ်ဝန်းကျင်မှာဖြစ်လာတဲ့တင်းနဲ့တွန်းတဲ့အာယုံတွေကိုလိုက်ပြီးတတိပို့ထားရင်ဒီအားတွေကခံစားမှုပိုပြင်းလာစေတတ်တယ်အဲ့ဒီလိုမလိုလားအပ်တဲ့ခံစားမှုတွေကိုဥပခါပြုပြီးဝင်လေထွက်လေကိုပဲရှုသွားရင်ဒီလိုမလိုလားအပ်တဲ့ခံစားမှုတွေပျောက်သွားနိုင်ပါတယ် မိမိရဲ့မာရွင်းနဲ့အာထုံမှုတွေကိုစင်ကြင်သုံးသပ်ပြီးမိမိကိုယ်တိုင်ပြုပြင်ရှုသွားတတ်ရမယ်ရှုသွားကြရမယ်ဒါဆိုရင် အာနာပါနကမ္မထံအာထုတဲ့အခါအခက်ခဲတွေကိုကျော်လွှားပြီး ချမ်းသာတဲ့အကျိုးတရားတွေကိုရရှိခံစားနိုင်ပါလိမ့်မယ်အာထုဖို့တိုးဆုံနေတာတွေကြီးနေတာတွေဝိရိယတွေစုံနေနေတာတွေကိုထက်သန်တဲ့ဝိရိယတွေဖြစ်လာအောင် စတုရာယက္ခကမ္မထံများဖြစ်တဲ့ဗုဒ္ဓ ानु တ္တိ ေတ္တာဘာဝနာတို့ကိုပွားများပြီးဏိဝရဏတွေကိုငြိမ်းအောင် စိတ်ကိုရှင်လန်းအောင် လုပ်ပေးရမယ်။အတုဘဘာဝနာကိုလည်းပွားများပြီးကာမစ္ဆန္ဒနဲ့ပြင်းရမှုကိုပယ်ဖြောက်ရမယ်။ဘာဝနာအလုတ်ခွင်မှာတိုးတက်ခြင်းရင်ဝိတုဒ္ဓိမတ်မှာဖော်ပြထားတဲ့မတင့်လျော်မလျှောက်ပတ်တဲ့ခွန်နှပါကိုရှောင်ကျင်ကြပြီးတင့်လျော်လျှောက်ပတ်တဲ့ခွန်နှပါကိုမိဝဲရပါမယ်။အားလုံးကိုပြည့်စုံအောင် ရနိုင်မယ်လို့တော့မဆိုလိုပါဘူး။ အဲ့ဒီခုနှစ်ပါးကတော့မတင့်တော်မလျှောက်ပတ်တော်နေရာမတင့်တော်မလျှောက်ပတ်တော်သွာလာခြင်းမတင့်တော်မလျှောက်ပတ်တော်စကားတွေစူညံစွာပြောဆိုခြင်းမတင့်တဲ့မညီညွတ်တော်ပုဂ္ဂိုလ်များနဲ့ပေါင်းတင်ခြင်းမတင့်တဲ့မညီညွတ်မမျှတာတဲ့စားတောက်ဖွဲ့အာဟာရများစားတောက်ခြင်းမတင့်တဲ့ရာသီဥတုမတင့်တော်မလျှောက်ပတ်တော်ခန္ဓာကိုယ်အနေထားတို့ဖြစ်ပါတယ် အိန္ဒြေ၅ပါးလို့ခေါ်တဲ့တတာဝိရိယတတိတမာတိပညာတို့ညီညွတ်ရင်ကျက်လာပြီဆိုရင်မိမိတို့ရဲ့တိုးတက်လာမှုကိုတဖြည်းဖြည်းတွေးလာပါလိမ့်မယ်မိမိတို့ရဲ့အတိတ်ဘဝများကပါရမီစွမ်းရင်ပြစ္ဆုတ်ပံဘဝရဲ့အာထုတ်ကျူးပန်းမှုများနဲ့အာနာပါနအာထုတ်ရာမှာတွေ့ကြုံရတဲ့အခက်အခဲတွေကိုကျော်လွှားလွန်မြောက်နိုင်ကြပြီးတမာတိအစဉ်အဆက်တိုးတက်လာမှာဖြစ်ပါတယ် အာနာပါနကမ္မထံနဲ့ပတ်သက်ပြီးပမောခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာပြီးဝန်သားရဲ့ဟောကြားမှုများမှအနှစ်ချုပ်ကိုလည်းတင်ပြပါအောင်မယ်။အာနာပါနတတိဘာဝနာဆိုတာကဗုဒ္ဓမြတ်စွာရဲ့သာသနာတော်မှာအင်မတန်မှထင်ရှားပါတယ်။တမထနဲ့လည်းသက်ဆိုင်ဝိတနာနဲ့လည်းသက်ဆိုင်တဲ့ကမ္မထံဤတစ်ခုဖြစ်ပါတယ်။တကယ်ကိုထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေမှပေါ့ရောက်အောင်မြင်အောင်လုပ်နိုင်တဲ့ကမ္မထံဤစနစ်တစ်ခုပဲဖြစ်ပါတယ်။ဘုရားအလောင်းတော်ဟာ ကမထမ်း40တဲကဒီအာနာပါနတတိကမထမ်းကိုအားထုတ်ပြီးဖရာဖြစ်ကိုရောက်သွားတာဖြစ်ပါတယ်ဒီကမထမ်းဟာလူကြိုက်များခေစားနေပြီးတာမန်ပုဂ္ဂိုလ်တွေအောင်မြင်နိုင်တဲ့အနေထားတော့မရှိဘူးလို့ဆိုရမှာပါကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်များစွာအကျိုးရှိတာတော့သိကြတယ်အတော်ကြိုးစားရမယ့်ကျင့်စဉ်တစ်ခုပဲဖြစ်ပါတယ်အာနာပါနာဟာကျန်းမာရေးအတွက်လည်းအကျိုးပြုပါတယ်အာနာပါနတတိဆိုတာအင်မတန်မှတတိကောင်းမှုတော့လိုအပ်ပါတယ် တခြားကမ္မထမ်းတွေကကြကြရှုလေးလေးပို့ပြီးတော့ထင်မြင်လာလေးလေးထင်သာလာလေးလေးဖြစ်ပါတယ်ဒီအာနာပါနကြတော့ကြကြရှုလေးလေးမြင်သာသွားလေးလေးတိမ်မွေ့သွားလေးလေးဖြစ်ပါတယ်အဲ့ဒီလိုဖြစ်တဲ့အခါအင်မတန်မှကြီးမားတဲ့တတိရှိဖို့လိုပါတယ်တတိအားနေလို့ရှိရင်အာယုံဟာပျောက်သွားနိုင်တယ်ကိုကိုကိုအသက်ရှူနေမှမသိတော့အောင်ဒီကမ္မထမ်းအာယုံဟာကိုယ့်ရဲ့အတိဉဏ်စိတ်ရဲ့အာယုံမြင်ကွင်းကပျောက်သွားနိုင်တယ်ဒီလိုပျောက်သွားတာတွေလည်း အများကြီးရှိတယ်ဒါကြောင့်မို့လို့အာနာပါနတိကမ္မထာဟာတခြားကမ္မထာတွေနဲ့မတူဘူးပူပူထင်ရှားလာတာမဟုတ်ဘဲနဲ့ပူပူပြီးတော့တိမ်မွေ့သွားတယ်အဲ့ဒီလိုတိမ်မွေ့သွားရင်တတိတွေတမာတိတွေပညာတွေကလည်းအာယုံကတိမ်မွေ့သွားတဲ့နောက်မှလိုက်ပြီးတော့စုံမိတိုင်းမရှိနေဘူးလို့အပ်တယ်ဒါကြောင့်တာမန်တတိနဲ့ဒီအာနာပါနာကိုအာထုတ်လို့မရဘူးလို့ပြောတာတာမန်ကြိုးစားအာထုတ်မှုဝိရိယနဲ့လေဒီကမ္မထံကိုအာထုတ်လို့မရဘူး တာမန်သမားဒီနဲ့မဖြစ်နိုင်ဘူးဒါကြောင့်မို့လို့ထူးခြားတဲ့တတိထူးခြားတဲ့လုံလဝီရိယထူးခြားတဲ့သမာဓိဆွမ်းအားတွေနဲ့တာလျင်ဟောဒီအာနာပါနတတိကမ္မထမ်းရဲ့အာယုံကို ပိုင်ပိုင်နိုင်နိုင်သိနိုင်ပါရဲ့ဒီနေ့ဗီဒီယိုမှာ အာနာပါနကမ္မထမ်းနဲ့ပတ်သက်တဲ့အကြောင်းအရာများကို အပြီးသက်တင်ပြဖို့ရည်ရွယ်ထားပေမဲ့ဗီဒီယိုဖိုင်မှာအတော်လေးရှည်သွားမှာဖြစ်လို့နောက်ဗီဒီယိုမှာဆက်လက်တင်ပြပေးမှာဖြစ်ပါတယ် နောက်ထပ်တင်ပြမယ့်ဗီဒီယိုမှာတော့အာနာပါနာကမ္မထံအထုံနည်းနဲ့ပတ်သက်ပြီးဆောင်ရံရှောင်ရံများဆရာတော်ကြီးများလူပုဂ္ဂိုလ်များရဲ့လမ်းညွှန်မှုများနဲ့ကျွန်တော်ရဲ့အတွေ့အကြုံများဖြစ်ပါတယ်။အာနာပါနာအထုံလို့တဲ့မိတ်ဆွေများအနေနဲ့စောင့်မျှော်လေ့လာကြဖို့တိုက်တွန်းရင်းဤကုန်းချုပ်ပါတယ်။ နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ့်ဘဝတုတမျိုးစုံကို တင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါဦးအစ်စ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအော်ကိုလည်းနှိပ်ပေးထားပါဦးကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ